အားဖြစ်သူကအမေဖြစ်သူရောအတ္တမပြုကျင့်တယ်တဲ့အဲလမ်းဘေးဒီတောထဲကိုဆွဲခေါ်သွားတာဆွဲခေါ်သွားပြီးတော့အတ္တမပြုကျင့်တယ်အဲအမေဖြစ်တဲ့သူကလည်းကြောက်တယ်ဘု து ့အမလည်းမပြောပြရဲဘူး အားလုံးမင်္ဂလာပါမိုးအချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မိုးတီနယ်တစ်ဆက်ပစ်ခြင်းနဲ့ view လေးတော့အရောက်မှာအရေးကြီးရယ်ဒီထိုင်းနိုင်ငံမှာဖြစ်သွားခဲ့တဲ့တာအရင်ဖြစ်သူကနေပြီးတော့အမေဖြစ်သူကိုအဓမ္မပြုချင်ခဲ့တယ်ဆိုတဲ့အကြောင်းပြပြလာတဲ့ view လေးရယ်ဒီအဓမ္မပြုချင်ခဲ့တဲ့သူတွေရဲ့အကြောင်းကိုကကနနာပြပြသွားတဲ့ view လေးတွေလည်းပါပြီပေါ့နော်ကြည့်တဲ့အမျိုးလေးဘူးတရတင်ကန်းဆာရအောင်လို့ပြန်လဲမြောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင် view လေးကိုဆက်လက်ကြရအောင်နော်တာဖြစ်သူကအမေဖြစ်သူကိုအဓမ္မပြုချင်တယ်တဲ့အော်ဒီတင်ရတော့တော်တော်ဆိုးဆိုးပဲ ခိုင်းမှာလဲနေ့တိုင်းတည်င်းအစားနေကြားနေရလို့အခုလဲဒီလမ်းပန်ဘက်မှာဖြစ်တော်တာဒီဖြစ်စဉ်ကအားဖြစ်သူကကိုအမေအရင်းကိုအတ္တမကျင့်တာစဉ်းစားကြည့်နော်ဘလို့အတွေးနဲ့လောက်တာလဲတော့မသိဘူးလမ်းပန်ဘက်မှာအတက်83နှစ်အရွယ်အမေဖြစ်သူကအမျိုးရည်အိမ်ကိုတလဲတယ်အမျိုးရည်အိမ်ကနေပြောင်းမဲ့ချိန်မှာတားဖြစ်သူအတက်49နှစ်အရွယ်တားဖြစ်တဲ့သူကဆိုင်ကင်နဲ့အမေကိုတကြိုတယ်ကြိုပြီးတော့အိမ်ပြန်လာခဲ့တယ် အဲ့လိုအိမ်ပြန်လာခဲ့တဲ့အချိန်မှာပုံမှန်လမ်းမကြီးကနေမပြန်မဲလူရှင်းနဲ့တော်လမ်းဘက်ကနေပြန်လာသူတို့ပြန်ခဲ့တဲ့လမ်းကလူအရန်ပြက်တယ်ပြီးတော့ဘေးမှာလည်းဟိုလိုမျိုးတစ်ပင်နေခြုံနေနဲ့ကွာအဲ့လမ်းကနေပြန်ခဲ့ရအဲ့နဲ့လမ်းတနေရာရောက်တဲ့အချိန်ကျတော့တားဖြစ်တဲ့လူကပြောရဆိုင်ကယ်စီပြက်သွားတယ်ကွာအမှဆိုင်ကယ်ကိုထိုးရက်လိုက်ရောအမှန်တကယ်ကတော့စီကမပြက်ဘူးစီရှိရသူ့အမေကိုလိမ့်တာ ပြဆိုင်ကယ်ကိုရက်လိုက်တယ်စီကုံသွားပြီလို့ပြောတယ်ပြောပြီးတော့တုမေကိုအဲလမ်းဘေးဒီတောထဲကိုဆွဲခေါ်သွားတာဆွဲခေါ်သွားပြီးတော့အတ္တမပြူးချင်တယ်အမေဖြစ်တဲ့သူကအော်ဟစ်အကူညီတောင်းတယ်ကွာဒါပေမဲ့အဲလမ်းကလူတွားလူလာမရှိဘူးလူပြက်တယ်ကွာအဲ့ဆိုတော့ဘယ်သူမှလကူဝေးမဲ့လူမရှိဘူးဘယ်သူမှလည်းမကြောက်ဘူးအဲ့နဲ့အမေဖြစ်တဲ့သူကလေလက်အုပ်ချီပြီးတော့တုတားကိုတူပြန်တောင်းပန်တယ်မလုပ်ဖို့အတွက်ကိုဒါပေမဲ့အဲ့ကောင်ကမရအောင်လို့တုအမေကိုဒီခေါင်းကိုမြေကြီးနဲ့ဖိပြလို့ဖိပြီးတော့အတ္တမပြူးချင်တယ် အထမပြုချင်းပြီးွားတော့အမေဖြစ်တဲ့သူကလည်းကြောက်လာရလို့ဒီဒီကောင်တူတာကသူ့ကိုပြန်ပြီးနှုတ်ပိတ်မှဆိုးရွားကွာနှုတ်ပိတ်မှဆိုးရွားအဲ့ဒါနဲ့တူတာမတိအောင်သူကတိတ်တိတ်ကလေးအမျိုးတွေရှိဖို့ဖုန်းဆက်လိုက်ရောအမေဖြစ်တဲ့သူကအဲ့ဒါနဲ့အမျိုးတွေကလည်းအမေဖြစ်တဲ့သူကိုလာခေါ်ွားခေါ်ွားပြီးတော့ yes ကမှာတိုင်ချက်အဖွင့်လိုက်တယ်အဲ့ဒါနဲ့ရဲတွေကလည်းရောက်လာခဲ့ပြီးတော့ဒီကောင်ကိုတာဖြစ်တဲ့သူကိုလာဖန်သွားဒီကောင်ကလေစေးတုံးတယ်လို့လည်းပြောတယ်ပြီးတော့ဒီကောင်ထောင်ကနေထွက်လာတာနနစ်လောက်ပဲရှိသေးတယ် အဲထောင်ဝန်းကြီးထွက်လာပြီးတော့အမေနဲ့အတူတူလာနေရဲ့အဲ့လိုအတူတူနေတဲ့အချိန်မှာလဲသူ့အမေကိုသူဆဲဆိုးချိန်မောင်းတယ်ပြီးတော့အတက်အန်ဂျီတွေပါချိန်ချောက်တယ်ဒီကောင်ကအဲ့လိုမျိုးတောက်လျှောက်လှုပ်လာအဲအမေဖြစ်တဲ့သူကလည်းကြောက်တယ်ဘ누구မှလည်းမပြောပြရဲဘူးပြောပြလို့ရှိရင်လည်းသူများတွေမယုံပါလဲသူစိုးရိမ်နေဗောလေအဲအကြောင်းမို့ဘ누구မှသူမပြောပြရဲဘူးအဲ့လိုနေလာတာအခုကျတော့ကြည်အတမလာပြုတ်ကျင်းတယ်ပြီးတော့အမေဖြစ်သူကိုတည်င်းထောက်တည်းကတမေးတဲ့အချိန်အမေဖြစ်သူပြောတာကသူ့ဝမ်းနဲ့လွယ်မွေးသားရတဲ့တား သူကိုယ်တိုင်မွေးထားရတဲ့သားကသူ့ကိုအခုလိုမျိုးပြန်လုံမယ်ဆိုတာကိုသူလုံးဝမထင်တော့ဘူးပေါ့လေပြီးတော့သူတခါမှလည်းမတွေးကြည့်ဘူးဘူးကွာဒါမျိုးသားဖြစ်တဲ့သူကအမေဖြစ်သူကိုပြန်ပြီးအတ္တမပြုချင်မယ်ဆိုတာကိုအခုဒီတင်းကို channel 7ချောင်းချစ်ကနေပြီးတော့မှတင်လာတယ်ဒီနေ့မှတင်လာတာတခြားကြည့်လို့ရတယ်။ Oh အဆန်းနေပြီပဲနေ့တိုင်းကြားနေရလို့။ Okay အဲ့လေးလာပြောပါ။တင်းတပုတ်နားထောင်လိုက်ရ အဲ့ဒီတဲ့င်းကအသက်22နှစ်အရွယ်မျိုးသားကအမျိုးသမီးတဦးကိုအဒဝါပြုကျင့်ဖို့အတွက်ကြိုးစားတာဒါမဲ့သူအကြံစီအထမမြောက်ွားကွာအမျိုးသမီးကပြန်ပြီးခုခံလို့ပြန်တိုက်ခိုက်တော့ဒီဟိုအဒမပြုကျင့်ဖို့ကြိုးစားတဲ့အမျိုးသားကထွက်ပြေးရအဲ့လိုထွက်ပြေးရတဲ့အချိန်မှာအမျိုးသမီးရဲ့အတွင်းကဘောင်းဘီကိုယူပြီးတော့ထွက်ပြေးသွားတာအဲ့တဲ့င်းကအခုထိုင်းတဲ့င်း channel ဒီမှာအားလုံးတင်တာပြီပြစ်စင်ကိုနည်းနည်းအချင်းချုပ်ပြီးတော့ပြောပြမယ် ချာချင်းဆောက်ဘက်ကရဲတွေကအတက်22နှစ်အရွယ်နိုင်တေးဆိုတဲ့အမျိုးသားကိုတူနေတဲ့တိုက်ခါမှာတဖမ်းကြတယ်။ဒီကောင်က10ရက်နေညပိုင်းတုန်းကအမျိုးသမီးတူဦးကိုအတမပြုကျင့်ဖို့အတွက်ကြိုးစားတယ်။ဒါပေမဲ့အမျိုးသမီးကပြန်ပြီးတော့ခုခံတယ်။ပြီးတော့ဒီကောင်လက်မောင်းကိုလည်းကိုက်ပလိုက်တယ်။အဲ့နဲ့ဒီကောင်ကလည်းဟိုအမျိုးသမီးကခုခံတော့ဒီကောင်ကလည်းထွက်ပြေးရောအဲ့လိုထွက်ပြေးတဲ့အချိန်မှာသူ့ရဲ့ဆိုင်ကယ်တော့ကလည်းဒီအမျိုးသမီးရဲ့ခါမှာကြာကျန်ခဲ့လို့ပြောတယ်။ပြီးတော့ဒီကောင်ထွက်ပြေးတဲ့အချိန်မှာဒီအမျိုးသမီးရဲ့အတွင်းခံပေါင်းဘီကိုလည်းယူပြီးတော့ဒီကောင် ထွက်ပြီးွားလို့ပြောတယ်။အဲ့လိုထွက်ပြီးွားပြီးတော့တုခါမှသူအေးစေးပြန်သွားအိမ်ကနောက်တရကြတော့ရဲတွေကတုခါမှတဖမ်းကြရောအဲ့လိုတဖမ်းတဲ့အချိန်မှာဒီကောက်လက်ထဲမှာယာမဆက်တလုံးနဲ့ဖမ်းမိရလို့ပြောတယ်။အခုလက်ရှိမှာတော့ကျူးလွန်သူတရခံကိုရဲစခန်းမှာခေါ်ပြီးတော့စစ်ဆေးမေးမြန်းနေကြပြီ။အတွင်းခံပေါင်းမှုရောဘာဖြစ်လို့ယူွားလဲဆိုတော့တော့ထိုင်းတည်တင်းနေတဲ့မှာမပြောပါဘူး။ပြီးတော့ဒီနိနာဒူအမျိုးသမီးကမြန်မာအမျိုးသမီးလားဒါမှမဟုတ်ကမ္ဘောဒီးယားအမျိုးသမီးလားအဲ့ဒါလည်းတိတိကျကျမတိရအောင် တချို့တည်င်းဌာနတွေမှာပြောထားတာတော့နေနာသူအမျိုးသမီးကမြန်မာမျိုးသမီးဆိုပြီးတော့ပြောထားတယ်တချို့တည်င်းဌာနတွေကတော့ကမ္ဘောဒီးယားမျိုးသမီးဆိုပြီးတော့ပြောထားတယ်ဘယ်တစ်ခုကအမှန်လဲတော့ကျွန်တော်လည်းမသိဘူးအခုရွှေပြည်သားလူသက်မှုနဲ့ပတ်သက်ပြီးကျွန်တော် ပြောချင်ပါတယ်ပုံမှန်လေးတယောက်ကပါနော်ပူလို့အောက်ကိုရေးစင်းချိုးတဲ့အခါမှာယောက်ျားလေး၃ယောက်ကပစ္စည်းတစ်ခုခုပေါ့နော်တောင်းလိုက်တယ်တောင်းတဲ့အခါမှာမပေးတဲ့အခါမှာသူကမရင်းကျင်ပြီးတော့သူတက်ပစ်လိုက်တယ်ပေါ့နော်အခုလိုင်းပေါ်မှာပြောနေကြတာပေါ့နော်အပိုင်းပိုင်းခုတ်တိပစ်တတ်တယ်တကယ်တော့အပိုင်းပိုင်းမခုတ်တက်ပါဘူး ဒီတိုင်းပဲတက်လိုက်တာပါတေသွားတာတော့မှန်ပါတယ်ဒါပေမဲ့အိုက်ကောင်မလေးရပြီးတော့ဂျပန်သွားဖို့လည်းလှုပ်ထားပါတယ်နော်သူ့အမေတွေဆိုမိဘတွေဆိုလည်းအဆင်ပြေတာမဟုတ်ဘူးပေါ့နော်ပတ်စံဆိုတော့ချင်းချီထားမှာပေါ့နော်ဒါပေမဲ့ဂျပန်သွားခင်ဒီချက်မှဒီလိုတေရဆိုတော့တေရတော်ရိုးတေရမဟုတ်ဘူးမရင်ချင်းခံပြီးတော့မှအတက်ခံရတဲ့တေရဆိုတော့လေတတော်ဒါရက်ဆက်လုံးနေနော်အဲ့လိုကောင်မျိုးတွေကိုဖမ်းမိရင်ငယ်ပါကိုဖျက်ပြီးတော့တေတံမှာပေးရမယ်အဆင့်ထိအဲ့လောက်ထိတော့မလှုပ်တင်နေပေါ့နော်ဒါတတော်ရုံမှလုံးနေပေါ့နော်အဲ့လိုမျိုးကြီးတော့မဖြစ်တင်ဘူးနော်အရွှေပြည်သားမှာအဲ့လိုမျိုးပေါ့နော် အားလုံးပဲမိန်းကလေးတွေလည်းစက်သားရခုစကြပါလို့နေကင်းဖြစ်ဖြစ်ညာကင်းဖြစ်ဖြစ်ခုကနိုင်ငံရေးတာမကောင်းသေးဘူးလားနိုင်ငံမကောင်းတာကြောင့်လဲပါတာပေါ့ပိုဆိုးသွားတာပေါ့လူတွေကလူရန်ကားတွေပေါ်တယ်လေအခုအိုက်ကောင်၃ကောင်ကလည်းဘယ်လိုကောင်မျိုးလဲဆိုတော့စေးသုံးထားတယ်လည်းသိရတယ်ဗောနနှစ်ယောက်ကိုမိနှစ်ယောက်ကိုမိထားတယ်လို့လည်းကြားရတယ်ဗောနတယောက်ကတော့မမိသေးဘူးလည်းကြားတယ်စေးသုံးထားတယ်လို့လည်းအဲ့လိုမျိုးပြောကြတာပေါ့တော်တော်ဆိုးပါပြီအိုက်ကောင်အိုက်ကောင်မျိုးတွေမိငယ်ပါဖြတ်ပြီးတော့တေတံပေးတင်တယ်လို့ကျွန်တော်ထင်တော်တော်ရုံမာလို့လည်းကွာ คุณดูนะ ดูข่าวนี้ไว้ขอเข้าห้องน้ําแล้วออกมาจากห้องน้ำอะค่ะเอาปืนมาจ่อหัวเธอ ผู้หญิงอายุ 17 ปีท้อง 3 เดือน ถูกปืนจ่อหัว แล้วบังคับขืนใจเธอ จนกระทั่งฝ่ายชายสําเร็จความใคร่เองมาที่พี่อาคามาที่พี่อาเมงีลเตี้ยวเทนนี่แต่แต่ดูดิอ่ะจจะจะนอนหลายวันดีกว่าเปล่ามาวะเนาะอ่าดูดูเดิโอติ๊กมายงจานไหนบ่เนาะที่วิดีโอไฟล์เอาบาดเจ็บตัวเลยสุดอ่ะ အဲ့ဒီထိုင်းနိုင်ငံတည်ရမှာပေါ့နော်မိန်းကလေးတယောက်ကသူကပိုက်ချင်းနေတာပေါ့နော်၃လလောက်ရှိပြီသူကိုယ်တိုင်ကပတ်စံမရှိတဲ့အတွက်ပေါ့နော်အဲ့ဒီ online တွေမှာပတ်စံချေးပေးတယ်ဆိုပြီးတော့သူကအဲ့ဒီသူ့ရဲ့တငယ်ချင်းပဲပေါ့နော်ပြောရမယ်ဆိုရင်သူနဲ့အဲ့ဒီပတ်စံချေးပေးမဲ့သူတွေကအရန်ခင်ကြတဲ့အတွက်ပေါ့နော်သူကိုယ်တိုင်က အာပတ်စံချီးမှာပေါ့နော်တတောင်းပန်းအဲ့ဒါကိုအဲ့ဒီချီးပေးမဲ့သူကအိမ်ကိုလာတာပေါ့နော်အိမ်ကိုလာတဲ့အချိန်မှာမင်းကလေးတယောက်ထဲပဲနေတဲ့ကျွတ်အာသူကိုယ်တိုင်ကပြောလဲဆိုတော့ကျွန်တော်အိမ်သားခဏတက်မယ်ရလားဆိုပြီးတော့အာမင်းကလေးကလည်းအခန်းဖွင့်ပြီးတော့အိမ်သားသွားပို့ပေးရပေါ့နော်နောက်ဆုံးတော့အဲ့ဒီမင်းကလေးကိုဆွဲပြီးတော့မတိန်ချင်တာပေါ့နော်မတိန်မချင်ခင်မှာမင်းကလေးတောင်းပါတာပေါ့နော်ဘာဖြစ်လဲဆိုတော့အကျွန်မကကိုဝင်၃လရှိနေပြီမလုပ်ပါနဲ့ပါညာပြောလဲအဲ့ဒီကောင်ကအာကယူမဆိုင်ဘူးသူ့ကိုမတိန်ချင်ပြီးတော့ထွက်ပြေးသွားပါပေါ့နော်အဲ့ဒါကြောင့်မို့မြန်မာမင်းကလေးလည်းအခန်းမှာဖြစ် ဖြစ်အိမ်မှာဖြစ်ဖြစ်ပေါ့နော်တယောက်ထဲနေတယ်ဆိုရင်သူများအဲ့ဒီလိုမျိုးစေတနာမကောင်းနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့အိမ်သာပေးဝင်ပါတော့ပါတော့ညာတော့သူတို့တွေကကောင်းကောင်းပြောပြီးတော့အဲ့လိုမျိုးတွေလောက်သွားတဲ့သူတွေအများကြီးပေါ့ပေါ့နော်ဂေယူတဆိုင်နဲ့နေကြပါတယောက်နဲ့တယောက်ပေါ့နော်တွေ့အောင် share ပေးကြပါနော်ဒီ video file ကို Hello? ¿Qué? ¡Ay! ¡Mira!

papi ီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအတ္တမပြုခြင်းခဲ့တဲ့သူတွေကစေးကြောင်ကြောင်ပြီးတော့ဒီအတ္တမပြုခြင်းခဲ့ရဆိုတာလည်းသိရရပေါ့နော်ဒီ main ကလေးဒီအနေနဲ့နေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်တယောက်ထက်သွားလာခြင်းနေလုံးဝမပြုတ်လောက်ပါနဲ့အရောက်မှကြောက်စရာကောင်းလာပြီပေါ့နော် main ကလေးတွေအတွက်မလုံခြုံတော့ဘူးပေါ့နော်ဒီနောက်ပတ်ဆုံးကဗီဒီယိုလေးဆိုလို့ရှိရင်လည်းဒီတိုက်ခန်းနေမှနေတဲ့အမျိုးတွေအတွက်ပေါ့နော်ဒီတိုက်ခန်းတကားတွေကမလုံခြုံတဲ့အတွက်ဒီအနုကျစီးမှုတွေအများကြီးဖြစ်ပေါ်လာတယ်ပေါ့နော်ချီတဲ့မျိုးတွေလည်းဘ ഹു တရတင်ကန်းဆိုင်ရအောင်လို့ပြန်လည်မြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စัจချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေ ီရေးပြီးလို့ရပါရှိနောက်ထပ်လဲမိုးဆက်လီတဲ့တဲ့နေဟာတပ်ဗီဒီယိုတွေဘူးတူတိုင်းရက်ဆက်ဗီဒီယိုလေးတွေကိုရစ်စင်နိုင်တိဆက်ပြီးတော့မှမမွန်း channel လေးကို like subscribe နဲ့တော့ပို့တော့စပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား